ွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတေဆုံးမှုများနေတာကြောင့်မြေတူးဆက်တွေနဲ့မြေချင်းတူပြီးအုပ်စုလိုက်မြေမြုပ်တကြိုနေရတယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကတေဆုံးအလောင်းတွေကိုယာရူးကြီးယာရူးငယ်ခွဲပြီးတက်ကြက်အဆင့်ကနေအောက်အဆင့်တေဆုံးသူတွေကိုအစုလိုက်ပြုံလိုက်မြေမြုပ်တကြိုကပြစ်ထားခဲ့တယ်လို့ဒေသရင်းသတင်းရင်းမြစ်ဖြစ်တဲ့ Little Rabbit C ကသိရပါဗျ။မေလ31ရက်နေ့ကလည်းကြောက်ဖြူတိုက်ပွဲအတွင်း စစ်ကူပို့လိုက်တဲ့ဒူဖုံမှုကြီးအဆင့်ရှိတဲ့တည်ရင်မှုတဦးထပ်မံတည်ဆုံသွားတယ်လို့သိရပါဗျ။ဒူဖုံမှုကြီးဘိုမှုကြီးအဆင့်တွေထိ နောက်တန်းကိုအလောင်းတွေပြန်တယ်နေရတော့မျက်မြင်ကိုရင်းမှုဝါရဖြန့်ထားလဲစစ်တပ်မိသားစုတွေစိတ်ဓာတ်ကျနေကြတယ်။ခြေရန်လှုပ်သမျှတေရာနဲ့ဒံယာရလို့နောက်တန်းပြန်လာရတာတွေများနေတယ်လို့တဲ့တရင်ရင်မြက ARD Times ကိုပြောပါရယ်အဲ့ဒီတရင်မှုရဲ့အလောင်းကိုစစ်ကောင်စီကပြန်လဲတည်ဆောင်သွားပြီး ကြောက်ဖြူမျိုးမျိုးမတုတ်တန်မှာတိတ်တဆိတ်မီးတကြိုခဲ့တယ်လို့သိရပါတယ်။ကြောက်ဖြူမျိုးပေါ်ထိဘိုမှုအဆင့်တန်ရင်မှုအဆင့်ဘျူဟာမှုအဆင့်တွေတည်ဆုံတဲ့သတင်းတွေရောက်ရှိလာတဲ့အတွက်အုတ်ချုပ်ရေးပိုင်းကစိုးရင်ပူပန်နေကြပြီးအေးအေးသိမ့်ပိုက်ထားတဲ့နေမျိုးတွေကိုစစ်ကောင်စီကပြန်လည်သိမ့်ပိုက်ထားပြီးဖြစ်တယ်လို့လည်းသတင်းတွေလွှင့်နေတယ်လို့အုတ်ချုပ်ရေးပိုင်းနဲ့နှိစက်သူတွေစီကသိရပါတယ်။ပြီးခဲ့တဲ့မေလ29ရက်နေ့ကတရုတ်သဘာဝဓာတ်ငွေဓာတ်ပိစက်ယုံအနီး စစ်ကောင်စီရဲ့ကာကင်စခန်းကို AA က drone နဲ့တိုက်ခိုက်လို့ဒုတက်ရင်မှုအပအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။ ERI တိုင်းဟင်္ဒရာခရိုင်အင်ကပူမြို့နယ်ကကျောင်းတွေမှာကျောင်းလာမအပ်တဲ့ကျောင်းသားကျောင်းသူတွေရဲ့အမြင့်စင်းတွေကောက်ယူပြီးမိဘတွေကိုခေါ်ယူဆွေးနွေးသွားမယ်လို့သိရပါတယ်။တိုင်းညွန်ကြားချက်အရကျောင်းသားလက်ခံနဲ့ယာနှုံးမပြည့်မီတဲ့ကျောင်းတွေမှာ အသက်ပြည့်ပြီးကျောင်းလာမဲ့အတဲမိဘတွေကိုခေါ်ယူဆွေးနွေးသွားမှာဖြစ်ကြောင်းနဲ့အဲ့ဒီဇင်းတွေကိုမနေ့ကဇွန်လတရနေ့နောက်ဆုံးထားပြီးမြို့နယ်ပညာရေးမှူးစီပေးပို့ရမယ်လို့ညွှန်ကြားထားပါတယ်။ကျောင်းသားလက်ခံတဲ့ရာဂိုင်းနှုံသတ်မှတ်ထားတယ်။အဲ့ဒီကျောင်းတွေမှာကျောင်းမအပ်တဲ့ကလေးတွေရဲ့ဆင်းပြုစုပြီးမိဘတွေကိုခေါ်ဆွေးနွေးမယ်ပြောတယ်။ဇင်းတွေကိုလည်းကျောင်းဖွင့်ရမတိုင်ခင်ပညာရေးမှူးရုံးပေးပို့ရမယ်လို့ပြောတယ်လို့အင်ကပူမြို့နယ်ဒေသခံတူက ARD Times ကိုပြောပါတယ်။ အင်ကပူမြို့နယ်လေးမျက်နှာမြို့နယ်နဲ့ရေကြီးမြို့နယ်တွေမှာအခုလက်တလောဆေးရည်တင်းမာနေပြီးတော့အဲ့ဒီမြို့နယ်တွေကကြေးပါရီမှာလည်းဒေသခံတွေဆစ်ရှောင်နေရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဒါပေမဲ့လည်းမြို့နယ်ပညာရေးမှုဖြစ်သူကကျောင်းမအပ်တဲ့ကျောင်းသားမိဘတွေစီစာပို့ခေါ်ယူဆွေးနွေးမဲ့အကြောင်းကိုညွှန်ကြားစာတွေပေးပို့ထားတယ်လို့သိရပါတယ်။စစ်ကောင်စီကရွေးကောက်ပွဲဆင်ကောက်ယူဖို့ကြိုးစားနေပြီးအေရီတိုင်းတွင်းရှိကျောင်းတွေကတကြောင်ကိုဆရာဆရာမအနည်းဆုံး2ဦး စင်းကောက်ခံနေတယ်လို့သိရပါတယ်။ဒီမျက်နာထဲမှာစစ်ကောင်စီစီမံအုပ်ချုပ်ပိုင်ခွင့်လက်လွတ်ထားရတဲ့ကြေးရွာတွေရှိတယ်။အဲ့ဒီကြေးရွာတွေကသကောင်စင်းတွေကိုပါရွေးကောက်ပွဲအတွက်လိုက်ကောက်ခိုင်းမဲ့အနေအထားရှိနေတယ်။ရဲရွာအုပ်ချုပ်ရေးမှူးနဲ့ဆရာမတွေညှိပြီးဆင်းရမယ်ထင်တယ်လို့ပညာရေးအတိုင်းဝိုင်းကဆရာမတူက ARD Times ကိုပြောပါရယ်။ရွေးကောက်ပွဲဆင်းကောက်ယူဖို့တင်နန်းပေးမှဖြစ်ပြီးအဲ့ဒီတင်နန်းကိုရွေးချယ်ထားတဲ့ဆရာဆရာမတွေကတင်နန်းကာလနှစ်ရက်တရောက်ရမှာဖြစ်တယ်လို့ ညာရေးအတိုင်းဝိုင်းစီကတည်ရပါတယ်ရှင်စစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုတ်ရဲ့အရာရှိချုပ်ပါ၃နဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးဆက်ယုံကပစမှု28ဦးကို အရေးယူနိုင်ရေးမိဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့တမဖွံ့ဖြိုးရေး Institute စီကတည်ရပါတယ်အဲ့ဒီသူတွေဟာ2018ခုနှစ်ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့ အနာသိမ့်ပြီးနောက်စစ်ကောင်စီကျူးလွန်နေတဲ့အကြမ်းဖက်မှုနိုင်ငံတကာရာဇဝတ်မှုတွေကိုအားပေးကူညီနေပြီးကြည်စံဘုံဒုံးကျည်အပအဝင်အဆရှိတဲ့စစ်လက်နက်ပစ္စည်းတွေကိုထုတ်လုပ်ပေးနေတယ်လို့သိရပါဗျ။ဒီအတွက်သက်ဆိုင်ရာဖွဲ့စည်းတွေကိုတီးကျန့်ခိုင်လုံတဲ့အချက်လက်တွေပေးပို့သွားဖို့ရှိပါတယ်။တန်ခတ်ပိတ်ဆို့မှုတွေချမှတ်နိုင်ဖို့ကိုမိဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့တမန်ဖွံ့ဖြိုးရေးအင်စတီကျူရဲ့သုတေသနဒါရိုက်တာ မမေတမာက ARD Times ကိုပြောပါရယ်စစ်ကောင်စီရဲ့ပြည်တွင်းလက်နက်ထုတ်လုပ်ရေးကဏ္ဍကိုကာကွယ်ရေးဝန်ကြီးချုပ်ယုံကြည်လက်အောက်ရှိကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုတ်ကဥဆောင်ပြီးလက်အောက်ခံကာကွယ်ပစ္စည်းထုတ်လုပ်ရေးဆက်ယုံကပ္ပစရီကအဓိကထုတ်လုပ်ပေးနေတယ်လို့သိရပါရယ်လက်ရှိကကထုတ်ရဲ့အရာရှိချုပ်မှာဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းဖြစ်ပြီး၎င်းနဲ့အတူဒုကကထုတ်အရာရှိချုပ်တွေဖြစ်တဲ့ဗိုလ်ချုပ်ကိုကိုလွင်နဲ့ဗိုလ်ချုပ်မျိုးအောင်တို့အပါအဝင် ကပါစာဆက်ယုံ25ယုံကဆက်ယုံမှုတွေရဲ့အမြင့်ဆင်းတွေကိုလည်းတမောင်ဖွံ့ဖြိုးရေးအင်စတီကျူကမေလ30ရက်မှာအစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။မကွေးခြေဆိုင်မူဝါဒရေးရာသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့တမောင်ဖွံ့ဖြိုးရေးအင်စတီကျူရဲ့တနက်များနောက်ွယ်မှသွေးစွန့်လက်များမြန်မာစစ်တပ်၏လက်နက်ထုတ်လုပ်သူများအားဖော်ထုတ်ခြင်းအစီရင်ခံစာအရကပါစာဆက်ယုံမှုအချို့ဟာစစ်ကောင်စီတက်နယ်မှုတွေဖြစ်တာဝန်ယူထားတယ်လို့သိရပါတယ်။ ဒါအပြင်ကပ္ပဆဆက်ယုံမှုတွေလောက်ခံအရာရှိကြီးအချို့ဟာစစ်ကောင်စီရဲ့ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးကောင်စီတွေမှာအဖွဲ့ဝင်တစ်ဖြစ်လဲတာဝန်ယူထားပြီးစစ်လက်နက်ထုတ်လုပ်ရေးမှာပါဝင်နေကြတဲ့စစ်အင်ဂျင်နီယာတွေကိုစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောင်လိုင်းကဂုံနူးဆောင်ဘွဲတစိုက်တွေပေးအပ်ချီးမြှင့်မြှောက်ဆားထားတယ်လို့သိရပါတယ်။ကကထုံနဲ့ကကထုတ်ချုပ်ကိုတန်ခတ်အေးအေးယူပိတ်ဆို့မှုတွေရှိပေမဲ့လို့ မြင်းပြင်းမှာအစိုးစုကျွလွန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုကုညီအားပေးနေပြီးအကြမ်းဖက်ရန်ရီမှာပါဝင်နေတဲ့ကပ္ပဆတ်ဆက်ယုံမှုတွေကိုလည်းအရေးယူပိတ်ဆို့မှုတွေလုပ်ဖို့လိုအပ်နေပါသေးတယ်လို့သုတေသနဒါရိုက်တာမတ်တမာကဆိုပါတယ်။လက်ရှိမှာရိုဟင်ဂျာတွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုအပအဝင်စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေအတွက်အသုံးပြုတဲ့စစ်လက်နက်ပစ္စည်းတွေထုတ်လုပ်နေရတဲ့အခန်းကဏ္ဍမှာပါဝင်နေတာကြောင့်ကကထုတ်ယုံတဲ့အရာရှိချုပ်တို့ကို ကနေဒါအမေရိကန်နဲ့ UK နိုင်ငံတို့ကတန်ခတ်ပိတ်ဆို့မှုတွေချမှတ်ထားတယ်လို့သိရပါဗျ။ဒါပေမဲ့စစ်ကောင်စီရဲ့နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်ရမှာအားပေးကူညီနေတဲ့လက်နက်ခဲယံထုတ်လုပ်သူတွေကတော့တိရှိသူနဲ့ပါလာပြီးအဲ့ဒီအခြေအနေတွေကြောင့်ဥရောပသမဂ္ဂဩစတြေးလျနဲ့နိုင်ငံတကာအစိုးရတွေအနေနဲ့တန်ခတ်ပိတ်ဆို့မှုတွေချမှတ်ပေးဖို့တမောင်ဖွံ့ဖြိုးရေးအင်စတီကျူကတောင်းဆိုထားပါဗျ။ဒါအပြင် မြို့သားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း တမဖွံ့ဖြိုးရေး Institute ရဲ့တနင်္လာနောက်ွယ်မှသွေးစွန့်လက်များမြန်မာစစ်တပ်၏လက်နက်ထုတ်လုပ်သူများအားဖော်ထုတ်ခြင်းအစဉ်ခံစားမှာဖော်ထုတ်ထားတဲ့ကကထုတ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ကပါဆတ်စက်ရုံတွေကိုအမိပြန်စင်းသွင်းကြေညာပေးဖို့တောင်းဆိုထားပါတယ်ခုနှစ်ရက်တွင် AR မြည်ဟာမြကြီးနားမြို့မှာစိုးရင်ရေမတ်အထက်ကြုံလွန်ရောက်ရှိနေပြီးဒီနေ့ဇွန်လ၂ရက်နေ့မနက်ပိုင်းမှာမြည်ရေနှစ်လက်မှကြာဆင်းသွားပေမဲ့ ။စိုးရင်ရေမတ်အထက်ဆက်တီရှိနိုင်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမိုးဇလစီကသိရပါဗျ။ဒီနေ့မနက်09:30မိနစ်ချိန်ကနေ17:30မိနစ်အထိတနာရီတွင် AR မြင့်ရေနှလမခန့်စတင်ကြဆင်းနေတယ်လို့မြကြီးနားမြို့မိုးဇလဦးစီးအရာရှိဦးနိုင်လင်းထွေက၎င်းရဲ့လူမှုကွန်ရက်ဆာမျက်နှာကတဆင့်အသိပေးထားပါဗျ။လက်ရှိမှာမြကြီးနားမြို့ရှိအချို့ဒေသတွေမှာမြေရေဝင်ရောက်မှုကြောင့် နေအဆောင်တွေရေလွမ်းမှုခံနေရကြောင်းရွှေပြောင်းနေထိုင်သူတွေရှိကြောင်းဒေသခံတွေစီကသိရပါဗျ။ AR မြည်ရီဟာမြစည်းနာမျိုးရှိ AR မြည်ရီစိုးရင်ရေမတ်ထက်ကြော်လွန်ပြီးနောက်တရက်အတွင်းတပေခွဲခန့်မြင့်တက်နိုင်ကလာမယ့်၃ရက်အတွင်းကချင်ပြည်နယ်မှာမိုးသည်ထန်စွာဆက်လက်ရွာသွန်းပြီးနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးစလကထုတ်ပြန်ထားပါဗျ။ကချင်ပြည်နယ်မှာမိုးဆက်တိုက်ရွာသွန်းမှုကြောင့် AR မြေကျောင်းတလျှောက်ဒေသတွေမှာမြေကြီးမှု NAR မြေပြိုတောင်ပြိုအန္တရာယ်နဲ့မြဝကျုံမော်ဒေသတွေမှာကမ်းမပြိုနိုင်တာတွေဖြစ်နိုင်ပြီးအထူးသတိပြုနေထိုင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနကအတည်ပြုထားပါတယ်။လက်ရှိမှာကချင်ပြည်နယ်ချီပွေမြို့စတုံးမြို့နဲ့ဝိုင်းမော်မြို့နယ်ရှိကျေးရွာတွေမှာစစ်ဘေးရှောင်တွေနဲ့ဒေသခံတွေဟာရေဘေးအန္တရာယ်ကြုံတွေ့နေရတယ်လို့ဒေသရင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါတယ်ရှင်။ အမေရိကန်ကာကွယ်ဝင်ကြီး PT Hassett ရဲ့ပြုံးနိုင်ငံဟာဒေတာရင်းချိန်ချမှုဆိုတဲ့ပြောဆိုချက်ကိုတုံ့ပြန်မှုအဖြစ်ထိုင်ဝမ်ရေးမှမိနဲ့မကစားဘူးအမေရိကန်နိုင်ငံကိုတရုတ်ကသတိပေးလိုက်ပါတယ်တရုတ်နိုင်ငံဟာအာရှရဲ့အင်အားချိန်ခွင်ရှာကိုပြောင်းလဲမဲ့စီရေးဆောင်ရွက်ဖို့ပြင်ဆင်နေပြီးထိုင်ဝမ်ကိုကျူးကျော်သိမ်းပိုက်ဖို့ဇက်တိုက်နေတယ်လို့စနေနေ့ကစင်ကာပူမှာကျင်းပတဲ့ Shangri-La ဆွေးနွေးပွဲမှာ၎င်းကပြောပါတယ်ထိုင်ဝမ်ပြည်ထနာဟာပြည်ရင်းဖြစ်ပြီး ထိုင်ဝမ်ကိစ္စကိုအတုံးမချဖို့ပြည်ပအင်အားကြီးတိုင်းပြည်တွေကိုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကသတိပေးလိုက်ပါတယ်။တရုတ်နိုင်ငံရဲ့ချိန်ချောက်မှုကြောင့်ကာကွယ်ရေးအသုံးစိတ်တိုးမြှင့်ဖို့အရေးပါတဲ့လုံခြုံရေးမဟာမိတ်ဩစတြေးလျပါဝင်အာရှပစိဖိတ်ဒေသရှိမဟာမိတ်တွေကို PT Hashtag ကတောင်းဆိုခဲ့ပါတယ်။အမေရိကန်နိုင်ငံဟာအာရှပစိဖိတ်ဒေသမှာ မတိမငြိမ်ဖြစ်စေတယ်လို့တရုတ်နိုင်ငံကဆိုပြီးဝါရှင်တန်ဟာတောင်တရုတ်ပင်လယ်မှာလက်နက်တွေဖြန့်ကျက်ကာ ဒေတာရင်းတင်းမာမှုတွေကိုပိုဆိုးရွားစေခဲ့တယ်လို့ဆွဆွဲလိုက်ပါတယ်။တရုတ်နဲ့ဖိလစ်ပိုင်ဟာတောင်တရုတ်ပင်လယ်တွင်းရှိကျွန်းစုပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့အငင်းပွားနေပြီးနှစ်နိုင်ငံကမ်းခြေဆောင်တပ်ဖွဲ့တွေကြားထိတိုက်တွစ်ဆုံမှုတွေကြီးမားလာပါတယ်။ပင်လယ်ရေကြောင်းဆိုင်ရာချင်းချမှုတွေနဲ့ပတ်သက်လို့အမေရိကန်နိုင်ငံရဲ့ပြောဆိုချက်တွေကိုတရုတ်နိုင်ငံကပယ်ချခဲ့ပြီးဒေတာရင်းတင်းမာမှုတွေဖြည့်ရှင်းမဲ့ဆွေးနွေးမှုတွေပြုလုပ်ကနိုင်ငံတကာဥပဒေနဲ့ညီပိုင်နက်နယ်မြေကိုကောက်ွယ်ဆောင်ရှောက်ခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်နိုင်ငံဟာတောင်တရုတ်ပင်လယ်တွင်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုဖျက်ဆီးနေတဲ့အကြီးမားဆုံးအခြေခံကြောင်းရင်ဖြစ်ပါတယ်လို့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။တရုတ်ကာကွယ်ဝင်ကြီးတောင်ချန်ဟာရှန်ဂရီလာဆွေးနွေးပွဲကိုမတက်ရောက်ဘဲအဆင့်နှိမ်ကိုယ်စားလှယ်တွေပါဝင်တဲ့ကိုယ်စားလှယ်ဖွဲ့သားဆေးလုခဲ့ပါတယ်။2020ပြည်နှစ်နဲ့2021ခုနှစ်မှာ COVID-19 ကပ်ရောဂါကြောင့်ရှန်ဂရီလာဆွေးနွေးပွဲကိုဖျက်သိမ်းခဲ့တာကလွဲရင်တရုတ်နိုင်ငံကအဆိုပါဆွေးနွေးပွဲကိုကာကွယ်ဝင်ကြီးမစေလွတ်တာ 2019ခုနှစ်နောက်ပိုင်းပထမဆုံးကြိမ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာအကြီးအမားဆုံးစီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့တရုတ်နဲ့အမေရိကန်ကြားဒေါ်နယ်ထရန့်ရဲ့ကုန်သွယ်ရေးစစ်ပွဲနဲ့စီးကြခွန်ချင်းချောင်းမှုတွေကြောင့်တင်းမာမှုတွေမြင့်တက်နေပါတယ်။ယူကရိန်းနိုင်ငံဟာတနင်္ဂနွေနေ့ကစိုက်ဘီးရီးယားဒေသစစ်ဘက်စခန်းတစ်ခုရှိနျူကလ িয়ার တာဝေးသွန်းဘုံကျဲလေယာဉ်တွေကို တိုက်ခိုက်ခဲ့လို့မိုင်2680အကွာဝေးမှာပထမဆုံးသောတိုက်ခိုက်မှုလို့သိရပါဗျ အာဂတ်မြို့မြောက်ဖက်ဘယ်လန်ယာလီတဲ့အခြေဆိုင်စခန်းရှိတာဝေးပြစ်မှတ်တွေကိုနျူကလ িয়ার ပုံကျဲရတဲ့ရုရှားရဲ့မဟာဗျူဟာမြောက်ပုံကျဲလေယာဉ်တွေမိလောင်နေတာကိုလူမှုကွန်ရက်မှာတင်ထားတဲ့အတီမပြုတ်နိုင်တဲ့ရုပ်သံဖိုင်တွေတပ်ပုံတွေကဖော်ပြခဲ့ပါတယ်။ယူကရိန်းပြည်တွင်းလုံခြုံရေးအေဂျင်စီ SBU ကရုရှားစစ်လေယာဉ်အစင်း40ကျော်ကိုဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းထောက်လန်းရေးတာဝန်ရှိသူတူကပြောပါတယ်။ဒရုန်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့ရုရှားလေယာဉ်တွေထဲမှာ TU95 နဲ့ TU22 မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်တွေပါဝင်တယ်လို့အမည်မဖော်လိုတဲ့ Ukraine သတင်းရင်းမြစ်ကပြောပါရယ် Usoskine KI ရှိကျေးရွာတရွာနီစစ်ဘက်စခန်းတစ်ခုပေါ် drone တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ Arcos မြို့အုပ်ချုပ်ရေးမှူး Angkor Khopzak ကပြောပါရယ်မလန်ယာလီတဲ့အခြေစိုက်စခန်းဟာ Srini Yuani တရှိပြီးအဆိုပါလီတဲ့စခန်းမှာ Chubolev T22M အတန်ထက်မြန်တဲ့ တာဝေးသောမဟာဗျူဟာမြောက်ဘုံကျင်းလင်တွေရှိတယ်လို့သိရပါဗျ။ရုရှားနိုင်ငံမြောက်ပိုင်းမမတ်စ်ဒေသမှာလည်းယူကရိန်းက drone တိုက်ခိုက်မှုတစ်ခုလုံဆောင်ခဲ့တယ်လို့ဒေသနာတာဝန်ရှိသူတွေကပြောပါဗျ။